အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူကနေနွားဖြစ်သွားတဲ့ရှင်ဘရင်တယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ နေဖို့ခဏစမင်းကြီးဟာနန်းတော်မှာနေပြီးစီးစိမ်တွေကျွယ်ဝလာပါတယ်တညမှာနေဖို့ခဏစဟာ တိတ်ကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုကိုထပ်မက်ခဲ့ပါတယ်အိမ်မက်ရဲ့အတိတ်ဘယ်ကိုသိကျင်လို့ဘာဘူးလုံပညာရှိတွေကိုခေါ်လိုက်ပြီးမယ်တယောက်မှမရှင်းပြနိုင်ကြပါဘူးနောက်ဆုံးတော့မင်းကြီးကတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည်စုံတဲ့ဒန်ရင်လကိုခေါ်လိုက်ပါတယ်ဒန်ရင်လရောက်လာတော့အချင်းမာကုဆရာချုပ်မင်းကတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည်စုံတာကိုရောနက်နဲတဲ့အရာရှိသမျှကိုဖွင့်ပြနိုင်တာကိုရောငါတိတယ်အဲဒါကြောင့်အိမ်မက်ရဲ့အနက်ကိုဖော်ပြပေးပါဆိုပြီးနေဘုခနိဇာမင်းကြီးကပြောပါတယ် ဒိုင်ရင်လက်ကိုနေဘုခနီဇာကငါအိမ်မက်ထဲမှာတစ်ပင်ကြီးတစ်ပင်ကိုမြင်ခဲ့တယ်။အဲ့ဒီအပင်ကြီးကတဖြည်းဖြည်းကြီးလာပြီးမိုးကိုတော်ထိပါတယ်။ဘယ်နေရာကပဲကြည့်ကြည့်အဲ့ဒီအပင်ကိုမြင်ရတယ်။အရွက်တွေကလည်းဝေးစားပြီးအသီးတွေတီးနေပါတယ်။တစ်ပင်ကြီးရဲ့အရေးအောက်မှာတရိစံတွေလည်းခိုနေကြတယ်။ငှက်တွေကလည်းအကိုင်းအခက်တွေမှနားနေကြပါတယ်။ဒါပေမဲ့တဖန်ငါပြန်ကြည့်လိုက်တဲ့အခါမှာတစ်ပင်ဆောင်ဆိုတဲ့အတန်ရှင်းသူတယောက်ကကောင်းကင်ကနဲ့ဆင်းလာပြီးဒီလိုကြွေးကြော်ပါတယ်။ တစ်ပင်ကိုခုံနေပြီးဖြက်စီးပစ်လိုက်အပင်လေးကိုလည်းလှုပ်ချွေလိုက်တရိတ်ဆန်နေငှက်တွေကိုလည်းအပင်အောက်ကနေထွက်သွားခိုင်းလိုက်ဒါပေမဲ့မြေမှာအမြင့်ဆွဲနေတဲ့တင်းကိုကိုတော့တန်ကျိုးကြီးဝါကျိုးနဲ့ပက်ချီပြီးခြံထားခဲ့ပါခုနှစ်နှစ်ပတ်လုံးမိုးဆွချင်းကိုခံရပြီးလူစိတ်ပြောက်ကတရိတ်ဆန်စိတ်ဝင်ပါစေတရိတ်ဆန်နေတဲ့အတူမျက်ကိုစားစီဆိုပြီးတန်ရှင်းတဲ့တစ်ပင်ဆောင်တွေကအမိန်ပေးပါတယ်ခုနှစ်နှစ်ကာလအကုန်လွန်သွားပါစေဘုရားသခင်ကလူနိုင်ငံတွေရဲ့အုပ်ဆိုးရှင်ဖြစ်ပြီးနိုင်ငံကိုသူပေးခြင်းနဲ့သူကိုပေးနိုင်မယ်လူသားတွေသိစေဖို့ ဖြစ်ပါတယ်လို့ဘုရားသခင်ကဒိုင်ယန်လာကိုအိမ်မက်အတိတ်ပဲပေါ်ပြပါတယ်အိမ်မက်ကိုဒိုင်ယန်လာသဘောပေါက်တဲ့အခါသူအယံထိတ်လန့်သွားပါတယ်ဒါနဲ့သူကတဏှာကြီးလောက်တွေးဝင်နေပြီးစိတ်ပူပန်နေပါတယ်ဒါနဲ့ဘုရင်ကဘာမှစိတ်ပူပန်စရာမလိုဘူးအိမ်မက်ရဲ့အနက်ကိုပြောပြပါဆိုပြီးတော့ဒိုင်ယန်လာကိုပြောတော့ဒိုင်ယန်လာကအိုးအရှင်မင်းကြီးဒီအိမ်မက်ဟာမင်းကြီးရဲ့ရန်သူတွေနဲ့ပဲတက်ဆိုင်ကောင်းပါပဲဒါပေမဲ့မင်းကြီးရဲ့အကြောင်းဖြစ်နေတယ်အဲ့ဒီခုတ်လဲခံရတဲ့တစ်ပင်ဟာအရှင်မင်းကြီးကိုယ်တိုင်ပါပဲနိုင်ငံကိုမင်းကြီးဆုံးရှုံးရပါတော့မယ်နွားလိုမျက်ကိုစားရလိမ့်မယ် ဒါပေမဲ့မြေမှာအမြင့်ဆွေးနေတဲ့တင်းငုတ်ကိုတော့ခြံထားခဲ့ပါလို့ပြောတဲ့အတွက်မင်းကြီးကဘယင်ပြန်ဖြစ်လာမှာပါလို့ရှင်းပြပါတယ်ဒီလိုနဲ့တစ်နှစ်ကြာတော့နေဝခနေစာဟာနန်းတော်ဇင်းကြံပေါ်မှာလမ်းလျှောက်ရင်းဒီမျိုးဟာငါတီဆောက်တဲ့မျိုးကြီးပဲငါရဲ့ဘုံတကူထင်ရှားနေပါလားလို့ပြောပါတယ်အဲ့ဒီလိုပြောနေတုန်းကပဲကောင်းကင်ကအတန်ပေါ်လာပြီးနေဝခနေစာအခုနိုင်ငံကိုမင်းစီကနဲ့ရုပ်သိမ်းလိုက်ပြီလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲနေဝခနေစာဟာလူစိတ်ပျောက်ပြီးတော့နွားစိတ်ဝင်လာပါတယ်ဒါနဲ့ နန်းတော်ကနေထွက်ရပြီးတော့လေတော်ကနွားတွေနဲ့အတူမျက်ကိုစားရပါတယ်။နေဖို့ခနဇာရဲ့ခန္ဓာကိုယ်ကအမွှေးတွေဟာရွှေလင်းတာငှက်ရဲ့အတောင်ကြီးလိုရှိလာပါတယ်။လက်သေးခြေသေးတွေပြလည်းငှက်တီလိုမျိုးရှိလာပါတယ်။ဒီလိုနဲ့ခုနှစ်နှစ်ကုန်လွန်သွားတော့နေဖို့ခနဇာဟာကောင်းကင်ကိုမော့ကြည့်ပြီးစိတ်ပုံမှန်ပြန်ဝင်လာပါတယ်။ဖျားလခင်ကသူ့ကိုဘာဘူးလုံးပြင်ပြန်ဖြစ်စေပါတယ်။ဒီတော့မှနေဖို့ခနဇာက ကောင်းကင်ဘုံအရှင်ထာဝရဘုရားကိုချီးမွမ်းထောပနာပြုပါတယ်ဒီဘုရားဟာမာနကြီးသူတွေကိုနှိမ်ချနိုင်တယ်အလိုတော်နဲ့တွေ့သူကိုနိုင်ငံအနည်းနိုင်တယ်ဆိုတဲ့အမိန့်တော်ကအရရက်ကိုပြည့်နှက်သွားစေပါတယ်ခင်ဗျာအဆုံးအထိ နားတော်ပြီးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ